မီတခုလောက်ပြောချင်ပါရဲ့ဆရာ online ပေါ်မှာဂျီရွေးကောက်ပွဲကိုတရားမဝင်ဘူးလို့လည်းပြောနေတယ်ကြားပါရဲ့ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုထင်ပါလဲရှင်ဟုတ်လားမဲ2025ရုပ်ောက်ပွဲကိုဆွေးလို့ကျန်လားဟုတ်ကဲ့ရှင် တိမံပြူဆိုတာတွေကတော့ဒါတွေကတော့တပုံနေတောင်းချမ်းသူတွေပေါ့ဗျာအဖြတ်သမားတွေကပြောနေတာပါဘာလို့သူတို့ဒီလိုပြောနေရလဲဆိုတော့သူတို့ကနိုင်ငံအာဏာလိုချင်တာဟုတ် energy ကနော် energy မိခင်ပြည်ပြည့်အစိုးရပေါ့သူတို့ကဒီအောင်အာဏာလိုချင်တာရုပ်အုပ်ဖြစ်သွားလို့ရှိရင်ပေါ်လာမဲ့အစိုးရတရားဝင်ကဘာအတိမတ်ပြုတ်မဲ့အစိုးရဖြစ်လာတော့မယ် ကဘာတဲ့အပြည့်လှတော်ကြီးပေါ်လာတော့မယ်လှတော်ကြီးမှာလည်းကျွန်တော်တို့ခေါင်းပေါင်းနေနဲ့နော်ကျွန်တော်တို့အမျိုးသားဝတ်စုံနေနဲ့ဒိုင်းအသားဝတ်စုံနေနဲ့ပြည်သူ့တော်ကိုယ်စားလှယ်တွေကစီကားနဲ့လှတော်ကြီးကျက်ပါတော့မယ်ဗျာနော်ဥပဒေကြီးပြဌာန်းတော့မယ်နော်အစိုးရတတိပေါ်လာတော့မယ်အဲ့လှတော်ကြီးကနေပြီးတော့တခါတရားဝင်သမဏတွေဒုသမဏတွေဝေချေတော့မယ်ဝင်းကြီးချုပ်တွေတိုင်းဝင်းတိုင်းနဲ့ပြည်နယ်ဒေသကြီးဝင်းကြီးချုပ်တွေအလုံးခန့်ချားတဲ့အခင်ကြီးတစ်ခုပြန်လဲပေါ်လာတော့မယ်ဆိုတော့အဖြစ်သမားတွေကသွေးပြက်နေတယ် ယောဂဝတ်ကျမမဆိုအတန်နဲ့ကြောက်အဲ့အဖြတ်မောက်ပြောရောက်ဝင်နေတဲ့တောင်းချမ်းသူ NUG တွေနော်ပြည်ပြည်တွေနာမည်တက်ပြောလို့ရှင်ပြည်ပြည်စင်မအောင်တို့ရီမွန်တို့ဇော်ဝေဆိုးတို့နော်အဖြတ်သမားတွေပြပမှာဖြတ်သမားတွေအကုန်လုံးကယောဂဝတ်ဆိုတာနဲ့သူတို့ထောက်ပတ်နေတဲ့သူတို့အနောက်နော်အနောက်ဥထောင်းလိုင်းကထောက်ပတ်ထားတဲ့ဒေါ်လာတွေမရတော့ဘူးဗျာအဲ့တော့သူတို့ငတ်တော့မယ် နော်ပြပမှာသူတို့ကငတ်တော့မယ်လေအခုကသူတို့က PDF တွေကိုစစ်တိုက်ခိုင်းနေတာအသေးခံပြီသူတို့တွေကဘန်ကောက်တို့စင်ကာပူတို့တိုချိုတို့အမေရိကန်မှာဆိုနယူးယောက်တို့ပါရီတို့အင်္ဂလန်တို့လန်ဒန်တို့မျိုးကြီးတို့မှာသူတို့တွေကဟိုတယ်မှာ5 star hotel ကြီးမှာတဲနေတာ5 star hotel ကြီးမှာရေနွေးစလုံးနဲ့ရေချိုးပြီးမှတခါတည်း5 star hotel ရဟာနဲ့ကျွေးတယ် cheese တွေပေါင်မုတ်တွေချက်ကင်တွေသိုးသားကင်တွေစားပြီးတော့မှ interview ပြီးတော့တိုင်းပြည်လူတွေတိုင်းကြခွိုက်တာဘာဖြစ်တဲ့ရုပ်ကဝဲတရားမဝင်မှုတရားမဝင်မှုတွေအတိမန်ပြူ on ရဟာသူတို့မျက်နှာတွေကြည့်ပါလားအစ်စ်တဝင်းဝင်းနဲ့ကိုခါတယ်ပြည့်ဖြိုးပြီးတော့ဇင်မာအောင်တို့ပြည်ပြည်တွေအကုန်လုံးကပြည့်ဖြိုးလှပနေတာပဲဇော်ဝင်ဆိုတို့ဒေါ်လာတွေရွှင်ပြီးတော့ထောပတ်တွေအစီအဥထောပတ်တွေစားပြီးတော့သူတို့ဖြစ်နေတာသူတို့တိုက်ခိုင်းတဲ့ တော်ထဲမှာတကယ်လမ်းမရောက်နေလူတွေကြတော့နေတည်မလားညနေတာမနေ့တည်မလားနေ့တည်းတင်မလားမသိဘူးအဖြစ်နေကြအဲ့ရေကောရေကောဘွယ်ဘူးအတိအမှန်ပြူဆိုတာဘယ်သူမှမဟုတ်ဘူးအဲ့ပြီပြီပြီဖြစ်တယ်ကနေပြီးတော့တင်မှန်ပြူဆိုပြီးတော့သူပြဿနာပေးထားတဲ့မီဒီယာနဲ့ရှော့အော်ခိုင်းနေတာဘယ်နိုင်ငံမှာတရားဝင်ကျွန်တော်တို့တင်မှန်ပြူပါဘူးဆိုတာအတိလင်းတရားဝင်ဘောဆိုတာမရှိသေးဘူးသူတို့တင်မှန်ပြူဆိုတဲ့အတန်ကိုကျွန်တော်တို့က ခတ်ရရင်ပြောလို့ရှိရင်ခွေးလေးခုံလို့ဖုံးမထားဘူးအဲ့လိုပဲကျွန်တော်ပြောချင်တယ်